ျွန်တော်တို့ Chelsea အသင်းရင်ဆိုင်ရမယ် Quarterback ကဘလို့အသင်းမျိုးလဲမင်္ဂလာပါဗျကိုခိုင်း Chelsea fan page ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေဗိုလ်တော်ဦးညစနစ်55မှာရှင်ပိုင်ကစားမယ် Champion League ပွဲစဉ်မှာကျွန်တော်တို့ Chelsea အသင်းရင်ဆိုင်ရမယ် Quarterback အသင်းအကြောင်းအနေငယ်ဆွေးနွေးမိတ်ဆက်ချင်ပါတယ်အဲကိုရင်ဆိုင်ရမယ်အသင်းကနာမည်ရှိပြီသားအသင်းနေဆိုရင်တော့ မိတ်ဆက်နေစရာမလိုဘူးပေါ့ဗျာအထူးတလဲရှင်းပြနေစရာမလိုဘူးပေါ့တော်တော်များလဲသိမှာပါတော်တော်ကွာရာဘက်ကြတော့သိတဲ့သူတွေလဲသိမယ်မသိတဲ့သူတွေလဲအများကြီးရှိနိုင်တယ်မသိသေးတဲ့ညီငယ်တွေအတွက်ရှင်းပြတာပါအရင်ဆုံးထင်သာမြင်သာရှိစီမဲ့အချက်ကတော့ကွာရာဘက်နဲ့ကျွန်တော်တို့ချယ်ဆီရဲ့ထိတ်တိုက်တွေ့ဆုံမှုတစ်ခါရှိခဲ့ပါတယ်2019ခုနှစ်က group stage မှာတွေ့ခဲ့တာပါအဲတုန်းကတော့ချယ်ဆီကနှစ်ချော့ပါ ဒါ10ဂိုးလောက်တိတိတွေ့ယူပြီး Quara Bet ဒီကျွန်တော် Chelsea ကိုတကိုးမှမသွင်းနိုင်ခဲ့ပါဘူးအဲ့ဒီခေတ်ကာလ Champion League တွေကလည်းဒီဘက်ခေတ်လိုမျိုးမဟုတ်ဘူး Group Stage နဲ့ဆော့တယ်အင်ကွင်းအဝေးကွင်းနှစ်ပွဲဆော့တယ် Chelsea ရဲ့အင်ကွင်းမှာ6-0နဲ့အနိုင်ရခဲ့ပြီးတော့အဝေးကွင်းမှာ4-0နဲ့ Chelsea ကထပ်မံအနိုင်ရရှိခဲ့ပါတယ်ဒါက Chelsea ရဲ့ Quara Bet နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုံးဝမှတ်မိနေတဲ့အချက်လက်တချို့ပေါ့နော်ဆော့ Quara Bet ကအဇာဘိုင်ဂျန်ရဲ့ Real Madrid ပဲအဇာဘိုင်ဂျန်မှာတော့ CIA ပဲသူဒီအဇာဘိုင်ဂျန်မှာတောက်လျှောက်ပြည်တွင်းချန်ပီယံတွေဖြစ်ထားတယ်လို့ပြည်တွင်းကပ်ချန်ပီယံလည်းဖြစ်ထားပါတယ်အဲ့တော့လီနဲ့ကပ်ချန်ပီယံတွေနှစ်များစွာရထားခဲ့တဲ့အသင်းတစ်သင်းပေါ့ဗျာအဲ့တော့ကြောင့်ကွာရာဘတ်ဒီသူဒေတာတွင်းမှာတော့တူတူတနဲ့ level မျိုးရှိတဲ့အသင်းတစ်သင်းလို့ပြောလို့ရတယ်ဒါပေမဲ့အဇာဘိုင်ဂျန်ဆိုတာဘောလုံးအဆင့်တန်းအရရှင့်မယ်ဆိုရင်ဒါအင်္ဂလန်ပရီးမီးယားလိနဲ့ဘာမှတော့ မဆိုင်ဘူးသူ့ရဲ့ပြည်တွင်းမှာသူ့ဘောက်သူဘလောက်ပဲကြမ်းကြမ်းချန်ပီယံလိရောက်ရင်တော့ဒါအသင်းငယ်လေးတသင်းတက်တော့မပူပါဘူးလက်ရှိအချိန်မှာကော်ရာဘတ်ကိုကင်တွယ်နေတဲ့နီးပြာကြီးဟာကာလာရှီကင်တွယ်ခဲ့တဲ့အာသာဘိုင်ဂျန်လူမျိုးကွာဘန်နော့ဖ်ပဲဖြစ်ပါတယ်အဲ့တော့ကွာဘန်နော့ဖ်ဒီ2012ခရီးကဒီကော်ရာဘတ်အသင်းကိုတည်တည်ကြာလေးကင်တွယ်ခဲ့ပြီးပြုစုပြိုးထောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကော်ရာဘတ်ကကွာဘန်နော့နဲ့တသားရဲဖြစ်နေတဲ့အသင်းလို့တောင် ပြောနိုင်တယ် နှစ်ကာလရှည်နီးပြခဲ့တဲ့အတွက်ကြောင့်ဒီအသင်းဒီနီးပြကစားသမားတွေဘလို့ပဲပြောင်းသွားပြောင်းသွားအသင်းကတသားတည်းရှိနေပြီးတော့အသင်းလိုက်ဟန်ချက်စူးစီးချစ်လက်မှုအားမှာတော့ level အနေထားတစ်ခု ရှိနေတယ်လို့ညွှန်းဆိုရမှာဖြစ်ပါတယ်အဲ့တော့တတိပပထပ်ပြောရမယ်ဆိုရင်ကွာရာဘတ်အသင်းဟာအဇာဘိုင်ဂျန်ချန်ပီယံဖြစ်သူ၁၂ခါတတိချန်ပီယံဖြစ်ထားပါတယ်ဒါကတော့လီချန်ပီယံပေါ့နော်အဇာဘိုင်ဂျန်ကပ်ဝင်တာဖြစ်၈ချိန်တတိချန်ပီယံဖြစ်ထားပါတယ် โอเคအဲ့တော့အဇာဘိုင်ဂျန်အသင်းမှာလက်ရှိကစားနေတဲ့ကစားသမားစုဖွဲ့မှုအပိုင်းနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးကြအောင်ဟုတ်ကဲ့မဆွေးနွေးခင်မှာတလက်စာတွေမိတ်ဆက်ပေးချင်တာကတော့ကျွန်တော်ရဲ့အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတယ်ဒါတော့ချက်ပါအဲ့တော့ senior တော့ချက်စီမှာကျွန်တော်ညီကိုတွေဘလုံးမွဲတွေကိုယုံကြည်ကစားလို့ရတယ် i back ship ကို၅ဘလုံး miss မောင်ငါ၆တို့ကို member သစ် unit ဖြည့်အပူစုကြီးတွေနဲ့ယုံကြည်သွားကစားနိုင်ပါတယ်အသေးသေးသိကြတယ်ဆိုရင်တော့ဘဘနံပါတ်39 693 18380မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ် ဟုတ်ပြီအဲ့တော့ quarrel ဘက်မှာအစားပိုင်းကြဲကစားသမားတချို့ကစားနေပေမဲ့ထုံးတဲ့တိုင်းပဲပြပလာတဲ့ကစားသမားတွေလည်းအများကြီးစုဖွဲ့ထားတယ်အစားပိုင်းကြဲဒီနိုင်ငံလွေရေးစဉ်အသင်းမှာအသင်းကောင်းတစ်သင်းမဟုတ်တဲ့အတွက်ကြောင့်နိုင်ငံလွေရေးစဉ်ကစားသမားကောင်းကတော့ရှားတယ်ဒါပေမဲ့လည်းဘရာဇီးသားတွေကတော့ quarrel ဘက်အသင်းမှာများပါတယ်ထုံးတဲ့တိုင်းမှာပဲဘရာဇီးသားတွေဒီ quarrel ဘက်မှာမဟုတ်ဘူးကမ္ဘာပေါ်မှာ အာရှပဲဖြစ်ဖြစ်အာဖရိကပဲဖြစ်ဖြစ် ဘရာဇီးသားတွေတွားရောက်မကစားတဲ့ club ဆိုတာမရှိဘူးဘရာဇီးနိုင်ငံရဲ့အဓိကထုတ်ကုန်ကလည်းဒါဘောလုံးသမားတွေပါပါတယ်အဲ့ဒါကြောင့်ဘရာဇီးဘောလုံးကစားသမားကောင်းတချို့ quarterback အသင်းမှာတွားရောက်ကစားနေတာရောဂယုပြရပါလိမ့်မယ်အဲ့တော့ tight sit စုဖွဲ့မှုဘိုင်းမှာတော့လက်ရှိအချိန်ဂိုးအများဆုံးတွင်းထားတဲ့ကစားသမားနှစ်ယောက်ရှိတယ်တယောက်ကတော့ Leandro Andrade ဖြစ်ပြီးတော့18ပွဲကစား5ဂိုးတွင်းထားပါတယ်နောက်တစ်ယောက်ကတော့ပြင်သစ်နဲ့ Morocco တောင်မန်ကစားသမားဇူပါပါ သူကလည်း16ပွဲကစားပြီး9ခုသွင်းထားပါတယ်။တောင်ပိုင်းကစားသမား2ယောက်ဖြစ်တဲ့ left wing က right wing ရဲ့ twin goal တွေကအများဆုံးဖြစ်နေတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာလည်းတောင်ပိုင်းကစားသမား2ယောက်ရဲ့လုံအားနှုန်းနေတောင်ပိုင်းကစားသမား2ယောက်စီကနေရမယ်ဘောလုံးဖြတ်တင်မှုတွေတစ်ချက်ကြည့်အောင်မှဖြစ်ပါတယ်။ဆိုတော့အနည်းချုပ်ရမယ်ဆိုရင်အဇာဘိုင်ဂျန် club တင်းတင်းဆိုပေမဲ့တခြား data ဘောလုံးသမားတွေအများကြီးစုဖွဲ့ထားတဲ့အတွက်ကြောင့်အိမ်ကွန်းမှာလည်းအခန့်ရှင်ပြန်ကစားရမယ်။ ချက်စီလိုအသေးမျိုးနဲ့လည်းတွေ့မှာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ရှုံးရှုံးနိုင်နိုင်ဖိအားကင်းကင်းနဲ့ကန်ရမှာလည်းဖြစ်တယ်။ချက်စီဒီ level နိုင်တဲ့အသင်းတင်းကိုတွေ့ရတယ်ဆိုရင်အရင် short drop ပြီးကစားလို့တော့မရဘူး။လိုအပ်တဲ့ twin go ပမာဏတွေရပြီးနိုင်သွားဖို့လိုပါတယ်။ပွဲကြိုသုံးသက်ချက်လုပ်တဲ့အခါကျရင်အသေးသေးထပ်ပြီးတော့ဆွေးနွေးပါမယ်။အခုတော့ခဏတာနှုတ်ဆက်ပြရသေးတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။